ဲကလေးပါပြုတ်ပြုတ်မယ်ဖက်ကလေးပါပြုတ်ကားလေဒါနိုးစိဘူးတဘူးဝယ်လာတာ1500ပဲပေးရတယ်အဲ့ဒါကိုရေတည့်ရစိန်ထားလိုက်တယ်တည့်ရစိန်ထားတာနော်အဲ့ဒါမီးချွတ်တာခြင်းလို့တည့်ရကိုစိန်လိုက်တာအဲ့ဒါကိုဒီလိုမျိုးလေးရေကိုမြုပ်ယုံပေါ့နော်ဒီမြုပ်ယုံမဲ့ထည့်မယ်မြုပ်ယုံထည့်ပြီးတော့သူ့ကိုပုတ်ထားလိုက် ူ့ထဲကိုလေအခုလောလောဆယ်မှာစားရပါလေလုံးဝမထည့်ဘူးဇက်တောက်ကြီးဖြစ်မှာဆိုလို့ဒီလိုမျိုးလေးပဲအုပ်ထားလိုက်မှာပေါ့နော်ပေးဒီပါပြုတ်ကလေးဝယ်စားရင်တထောင်ဘူးနည်းနည်းလေးနှမ်းသီးလောက်ပဲရတယ်မောရဘူးဘာလို့ကိုရေရကြတော့လေစားရင်အများကြီးစားတဲ့လူဆိုတော့လေဘလုံးမဝယ်စားလို့မောရဘူးဒီလိုပြုတ်စားမှအဆင်ပြေတယ်လူများတဲ့လူတွေဆိုဒီလိုမျိုးပြုတ်စားရင်လည်းပိုပြီးအဆင်ပြေတာပေါ့နော် မပြုတ်လာလိုက်တာဒီအနေလေးရောက်မှစားထက်မယ်ဟိုဆောဆောကလေစားပြုတ်တော့ကစားလုံးဝမထဲတာဘူးရင်းနဲ့ပဲပြုတ်တာဟိုဆောဆောကနူးပြီဆိုတော့မှစားလိုက်ထဲတာအဲ့တော့ဒီမှာပူတာဒါဒီလိုလေးဤသွားတယ်အဲ့ဒါရေးလေးအများကြီးထည့်ပြုတ်တာကိုရေနည်းနည်းလေးပဲထည့်ပြုတ်ကြတာအကုန်ဤနေတယ် ခုအမေကအဲ့ဒီအရေးလေးကိုလည်းနည်းစားခြင်းလေဆိုတော့အဲ့ဒီအရေးလေးနဲ့ချလိုက်တော့ဣနာဒီအရဆိုရင်တပူးတပူးကို1500ပဲပေးရအဲ့1500ပြုတ်ပဲကဒီလိုမျိုးအများကြီးရတယ်။ဒါလေးဘာပြောလာရောင်းလို့လေဝယ်စားတယ်ဆိုတော့1000မိုးဆိုတာဒီလောက်လောက်နေပဲရှိတယ်။အဲ့ဒါ1000မိုး ဟိုပြရလို့အားရွယ်စားတယ်အရင်လဲခက်ခက်ကြဲကြဲမရှိဘူးပဲကတိပါကိုတရက်ရေစိန်ထားလိုက်တယ်တရက်ရေစိန်ထားပြီးတော့မှအာပြက်တာဟိုဒီဥစ္စာဆိုရင်ဂျားထဲမှာမီးပြက်သွားလို့လေလောကျုံရောတနားကြီးခွဲလောက်ပဲကြာတယ်သူ့ဒီလိုလဲ ာမလဲဆိုတော့ဒီအရေးလေးပါထည့်မယ်အရေးလေးထည့်မယ်ပြီးတော့ချက်တော်နီလေးပပလေးရတာထည့်မယ်ကျွန်တော်ဒီပပတိရတာထည့်မယ်ပြီးတော့ဒါပဲစီစစ်စစ်လေး တငယ်ချင်းပေးထားတာပဲစီစစ်စစ်လေးကိုစမ်းလိုက်မယ်ဒီပဲစီစစ်စစ်လေးဆိုတာလေသူတို့အညာမှာသူတို့အိမ်မှာစားဖို့စားဖို့ကြိတ်ထားတဲ့ထဲကရန်ကုန်ကအိမ်ကိုထည့်ပေးလိုက်တဲ့ထဲကအဲ့ဒီညီမလေးကနည်းနည်းလေးခွဲပေးတာကိုအလိုမျိုးလေးခွဲပေးတာအဲ့ဒီဟာလေးထည့်မယ်ပြီးတော့စားလေးနည်းနည်းထည့်မယ် ာလေးနည်းနည်းထည့်မယ်ပြီးရင်ဟင်းချုံမုံနည်းနည်းထည့်မယ်အဲ့ဒါလေးကိုလိုပဲစီကြည့်တဲ့တုတ်လို့လေအဲ့တော့ဒီမှာကကျက်တော်ကြီးရယ်ပဲစီရယ်ပဲပြုတ်ရယ် ်ကပူနွေးလေးပေါ့နော်အခုလို့စောင်းနှင်းဆိုရင်လည်းအဲ့ဒီဟာလေးကတော်တော်လေးကိုစားလို့ကောင်းတယ်အဲ့ဒါလေးရယ်ပြီးတော့ငပိကိုဒီလိုဆက်ဆက်လေးဆက်ဆက်လေးဖြော်ထားတာအဲ့တော့ငပိရေကိုလိုးမယ်ငပိရေနဲ့နဲမယ်ပဲပြုတ်လို့ထည့်ချေမယ်အဲ့လိုမျိုးစားမယ်အဲ့တော့အញ្ញံတစ်ပင်းစားလို့ကောင်းတာပေါ့နော်